ဆန်နီ library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုအချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့ဒီထင်မှာမှဒီ what happens now ဆိုတဲ့အစီအစဉ်ကတော့နိုင်ငံတကာမှာလက်လော့ဖြစ်ပျက်နေတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်ဒီနေ့အပိုင်း၄၇အနေနဲ့မျှဝေသွားမယ့်အပိုင်းမှာကတော့ အဖြစ်ပြက်တစ်ခုတည်းမဟုတ်ဘဲနဲ့လက်တလုံးမှာဖြစ်ပြက်နေတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေက၄ခုကို ပေါင်းဆက်စုစည်းမျှဝေပြီးတော့မှဖြစ်ပါတယ်ဒီနေ့မျှဝေပြီးမဲ့အကြောင်းအရာတွေကတော့ပထမဆုံးတစ်ခုကထိုင်းနိုင်ငံကအစိုးရအဖွဲ့အတွင်းအပြောင်းလဲနဲ့တောင်မှရာယီရန်နာခံလိုက်ရတဲ့ထိုင်းဝန်ကြီးချုပ်ပေထောင်တန်းပြီးရနောက်မှာအမေရိကန်သမ္မတ Trump က Israel Hamas ပြည်ပကကိုဆုံးသက်ရေးတိုက်တွန်းပြီးတဲ့နောက်မှာကြာခင်မှာပဲ အစ္စရေးကဂါဇာကိုအပြင်းထန်ဘုံကျဲခဲ့တဲ့အခြေအနေ။အဲဒီနောက်မှာတော့ရုရှားကစစ်ပွဲကာလ၃နှစ်အတွင်းယူကရိန်းကိုအပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ယူကရိန်းသမ္မတကအမေရိကန်လေကြောင်းရန်ကာကွယ်စနစ်တွေသုံးစွဲဖို့လွယ်ကြောင်းပြောတာနဲ့ရုရှားခေါင်းဆောင်တွေကိုတရားစွဲဖို့လုပ်နေတဲ့သတင်းတွေပါ။ပြီးရင်တော့နောက်ဆုံးမှာအမေရိကန်ရဲ့မြေအောက်ဘန်ကာဖြတ်ဘုံးတက်ပို့ပြီးအဆင်ပြေစီမဲ့မြေအောက်ဘန်ကာဖြတ်ဒုံးကိုအိန္ဒိယကတီထွင်လာတဲ့အကြောင်းအရာတွေကို ပေါင်းဆက်စုစည်းမျှဝေပေးသွားမှာဖြစ်ပါလေပထမဆုံးကတော့ထိုင်းနိုင်ငံကအစိုးရအဖွဲ့အတွင်းအပြောင်းလဲနဲ့ယာယီရနာခံလိုက်ရတဲ့ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရဲ့သတင်းဖြစ်ပါတယ်ဒီရပိုင်းနေ့အတွင်းမှာထိုင်းဝန်ကြီးချုပ်ပေထုံတန်နှုတ်ထွက်ပေးဖို့ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တယ်လို့တက်ကတကြောပြင်အာနာတိမ့်နိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့လည်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်ကာကွယ်ဝန်ကြီးလည်းဖြစ်တဲ့ပုံကတော့လက်တလုံးမှာအာဏာသိမ်းနိုင်ကြီးမရှိပါဘူးလို့ပြောထားပါတယ်။ထိုင်းအထက်လွှတ်တော်အမတ်36ရောက်ကထိုင်းဝန်ကြီးချုပ်ပေထုံတန်နဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဩဂရာဟွန်ဆန်တို့ဖုံးပြောဆိုမှုပသက်ဖိုင်ကိုစုံစမ်းစစ်ဆေးဖို့ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကိုရှောက်ထားတာလည်းရှိနေပါတယ်။အဲဒီအတန်ဖိုင်ထဲမှာကလက်ရှိပြဿနာဖြစ်ပွားနေတဲ့ကမ္ဘောဒီးယားနေဆက်ဖက်ကိုတာဝန်ယူထားရတဲ့ အမတ်နဲ့စစ်တိုင်းမှုကိုရံပက်ဖြစ်ပြောဆိုတာဟွန်ဆန်ကိုအညံ့ခံလိုက်လျောတဲ့လေတံနဲ့ပြောဆိုတာကမ္ဘောဒီးယားဘက်ကတောင်းဆိုသမျှလိုက်နာဖို့အသင့်ဖြစ်နေတာတွေဟာဝေဖန်စရာဖြစ်နေခဲ့ပါတယ်။ဒီမှာအနေနဲ့ဖွဲ့စည်းပုံချေခံဥပဒေပုံမှန်164.5%အရေးချင်းတဲ့ဂုံတိတ်ခါကင်းမဲ့တယ်လို့ဆဆွဲခံထားရပါတယ်။ဒါ့အပြင်ဝန်ကြီးချုပ်ဟာရုပ်ပြောင်းမှုမရှိဘူး၊ကျင်းဝဆန်နှုံးတွေကိုဆွဆွရွာချိုးဖောက်ရရောက်တယ်လို့ဆဆွဲမှုတွေလည်းရှိနေပါတယ်။ အဲ့ဒီဖုန်းခေါ်ဆိုမှုကိုမစ္စတာဟွန်ဆန်ကဖွင့်ချခဲ့တာကြောင့်ထိုင်းနိုင်ငံမှာပေထောင်တန်းကိုဖယ်ရှားပေးဖို့တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီအကြောင်းအရာကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲဒီ What Happens Now 46မှာအဲ့ဒီအကြောင်းမျှဝေထားတာရှိပါတယ်။အဲ့ဒီရှင်းမှာလည်းဒီအကြောင်းမျှဝေထားတာရှိပါတယ်။ဒါရင်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီထိုင်းနိုင်ငံအတွင်း ဖြစ်နေတဲ့အခြေအနေတွေဟွန်ဆန်နဲ့ဒီပေထောင်တန်ကြားကအခြေအနေပြီးသွားလို့ရှိရင်ထိုင်းနေဆက်တင်းမောင်မှုကလည်းစပြီးဘလိုအခြေအနေတိရောက်လာတယ်ဆိုတာတွေကိုထိုင်းနိုင်ငံခုထိသိရှိသွားမှာဖြစ်ပါတယ်ဗျအဲ့ဒီအခြေအနေတွင်းမှာပဲပေထောင်တန်ရဲ့အစိုးရဖွဲ့ဟာဝင်းကြီး6ဦးကိုဖယ်ရှားလိုက်ပြီးတော့တူဝင်းကြီးအစ်စ်14ဦးကိုခံထားလိုက်ပါတယ်2025ဂျွန်လ30ရက်နေ့မှာဝင်းကြီးချုပ်ပေထောင်တန်ရှင်နိုဝတ်ထရာဟာ လက်မှတ်ရေးထိုးပြီးဘီယင်ခွင့်ပြုမိတ်နဲ့ကက်ဘိနက်အဖွဲ့ဝင်အသစ်တွေခန့်ခဲ့ပြီးတော့အစိုးရအဖွဲ့အသစ်က2025ဇူလိုင်တရက်နေ့က Rayet Gazette မှာထုတ်ပြန်ခဲ့ပါတယ်။ထိုင်းဘီယင်မဟာဗဂျူရလောင်ကွန်ကဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝထရာအစိုးပြုတဲ့အစိုးရအဖွဲ့အပြောင်းအလဲကိုထောက်ခံကြောင်းအခုအင်္ဂါနေ့မှာထုတ်ပြန်တဲ့တော်ဝင်အမိန့်စာမှာပါဝင်ခဲ့ပါတယ်။အဲဒီမှာဝန်ကြီးချုပ်ပေထုံတန်ဟာဝန်ကြီးချုပ်ယာရုအပြင်ရင်ကျင်းမှုဝန်ကြီးတာဝန်ကိုပါပူးတွဲတာဝန်ယူလာတာကိုတွေ့ရပါတယ်။ ဗိုလ်လိုက်ယဉ်ကျေးမှုဝန်ကြီးကတော့အစိမ့်မြင့်ပညာရေးသိပ္ပံသူတေသနာနဲ့စံသစ်တီထွင်မှုဆိုင်ရာဝန်ကြီးဖြစ်ပြောင်းရွှေ့ခံထားလိုက်တယ်လို့ဆိုပါတယ်။အရင်ကာဝေးဝန်ကြီးဖြစ်တဲ့ဖွန်တွန်ဝီချရာချိုင်းနေရာမှာတော့ဝီချရာချိုင်းကိုတော့အခုအစိုးရဖွဲ့တင်မှာဒုတိယဝန်ကြီးချုပ်ယာဒူးနဲ့ပြည်ထောင်ဝန်ကြီးအဖြစ်ပြန်လဲပြောင်းလဲခန့်အပ်တာကိုတွေ့ရပါတယ်။အဲဒီလိုခန့်အပ်မှုထွက်ပေါ်ပြီးဒီနေ့မှာပဲဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ပေထောင်နိုင်ရဲ့အမှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ဒေမှုကိုခုံရုံးကလက်ခံလိုက်တဲ့အတွက်စီရင်ချက်မချမီချိန်အထိထိုင်းဝန်ကြီးချုပ်ဟာယာယုကနေဆိုင်းငံ့ခံထားရမှာဖြစ်ပါတယ်။သို့သောထိုင်းဝန်ကြီးချုပ်ပေထောင်တန်အနေနဲ့လက်ရှိဆိုရဖွဲ့မှာပူးတွဲတာဝန်ယူထားတဲ့ရင်ကျေးမှုဝန်ကြီးအနေနဲ့တော့ဆက်လက်တည်ရှိတာဝန်ထမ်းဆောင်ခွင့်ရှိနေမှာဖြစ်တယ်လို့သိရပါတယ်။ ဝန်ကြီးချုပ်ကိုရာထူးမှဆိုင်းငံ့ထားဖို့ဖွဲ့စည်းပုံခြေခံဥပဒေခုံရုံးကိုအထက်လွှတ်တော်ဥက္ကဋ္ဌမွန်ကိုဆူရာဆက်ဂျာကပေးပို့ခဲ့တာလို့သိရပါတယ်။တရားရုံးကအငင်းပွားပွဲဖုံးခေါ်ဆိုမှုမှာသူတို့ရဲ့နောက်ဆုံးစီရင်ချက်ကိုမထုတ်ပြန်မခြင်းပေထုံတန်ရဲ့ဝန်ကြီးချုပ်တာဝန်ကိုချက်ချင်းချက်ဆိုင်မှုအဖွဲ့ဝင်၉ဦးရှိတဲ့အဖွဲ့ကဆန္ဒမဲနဲ့ဆုံးဖြတ်ရမှာထောက်ခံမဲ9မဲကန့်ကွက်မဲ2မဲနဲ့ဒီစီရင်ချက်ကိုဆုံးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ထိုင်ဝန်ကြီးချုပ်ပေထုံတန် National Watch ထရာဟာယာရုကနေဆိုင်ငံ့ခံရပြီးတဲ့ရင်နောက်ဒီနေ့ညနေ3နာရီလောက်မှာအစိုးရအိမ်တော်ကနေထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာတော့ဒုတိယဝန်ကြီးချုပ်နဲ့အပို့ဆောင်ရေးဝန်ကြီးဆူရီယာဂျူအန်ဂရွန်ကရုကန်ကဟာယာယီဝန်ကြီးချုပ်အဖြစ်ခန့်ကျင်ခံခဲ့ရပါတယ်။အသက်80အရွယ်ရှိနေပြီဖြစ်တဲ့ဆူရီယာဟာဝန်ကြီးချုပ်ယာရုနဲ့ညီမျှတဲ့အခွင့်အာဏာအပြည့်အဝပိုင်ဆိုင်ထားပြီးယာဒုခတ်အမှုနဲ့ ဘတ်ဂျက်ဆိုင်ရာအမိန့်တွေထုတ်ပြန်နိုင်မှာဖြစ်တဲ့အပြင်ဇူလိုင်3ရက်မှာကျင်းပမဲ့ကျန်းသစ်စာချိန်ဆပွဲအခမ်းအနားမှာထိုင်းဆိုရအဖွဲ့ကိုကက်ဘိနက်အဖွဲ့တစ်ခုဆူရီယာကဥဆောင်ကျင်းပသွားမှာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်မှာတော့အစိုးရအဖွဲ့ကျန်းသစ်စာချိန်ဆမဲ့အချိန်ဝန်ကြီးချုပ်ကယာရုနေယာကဆိုင်းငံ့ခံရရတဲ့ဖြစ်စဉ်ဟာထိုင်းနိုင်ငံတမိုင်းမှာဒါဟာပထမဆုံးဖြစ်ပြီးတော့နိုင်ငံတော်ကောင်စီရုံးနဲ့ညှိနှိုင်းလှုပ်ဆောင်ရမယ့်အခြေအနေလည်းဖြစ်ပေါ်နေတယ်လို့သိရပါတယ်ဒုတိယမြောက်မျှဝေမဲ့အကြောင်းအရာကတော့ မေဂန်သမရထရန်ကအစ္စရေးဟာမတ်စ်ပြိပခါကိုအဆုံးသက်ရေးတိုက်တွန်းပြီးမကြခင်မှာပဲအစ္စရေးကဂါဇာကိုအပြင်းထန်ဘုံကျဲခဲ့တဲ့သတင်းဖြစ်ပါတယ်။ဂျွန်လ30ရက်နေ့ပါလက်စတိုင်းတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရအစ္စရေးတပ်မတော်ကဂါဇာမြောက်ပိုင်းမှာရှိနေတဲ့ပါလက်စတိုင်းပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းဖို့အမိန်ထုတ်ပြီးတဲ့နောက်ဂျွန်လ29ရက်ညပိုင်းမှာအဲ့ဒီဒေသကိုပြင်းထန်တဲ့ဘုံကျဲမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ American Democrat ဒေါ်နယ်ထရန့်ကအပြစ်ရစေးရေးစမှာလို့ပြောပြီးနိုင်ပိုင်းတွင်အီရန်ကအစ္စရေးကိုဒုံးနေနဲ့တိုက်ပြီးအစ္စရေးကလည်းအီရန်ဒုံးစခန်းကို ပြန်လည်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ပဲအခုဒီမှာလည်းလောင်း20ကြာမြင့်နေပြီဖြစ်တဲ့အစ္စရေးဟာမတ်ပရိဘခါကိုအဆုံးသတ်ရေးတိုက်တွန်းပြီးတဲ့နောက်တရက်အတွင်းမှာပဲအစ္စရေးကအခုလိုပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်လူအသေးအပြောင်းအများဆုံးတိုက်ခိုက်မှုမှာ အစ္စရေးတိုက်လေယာဉ်တွေက ကလေးတွေမွေးနေ့ပါတီပွဲကျင်းပနေတဲ့အင်တာနက်ကဖေးတစ်ခုကိုဘုံကျဲတက်ခိုက်ခဲ့တာမှာအနည်းဆုံးလူ39ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။တမန်ထရန့်ကဂျွန်လ29ရက်နေ့မှာဂါဇာမှာသဘောတူညီချက်အရယူပါတစားကန်တွေပြန်ရောက်လာအောင်လှုပ်ဆောင်ပါလို့လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ဂျွန်လ29ရက်နေ့ကတော့သတင်းတပတ်အတွင်းပြစ်ခတ်ရစရေးအကောင့်တွေဖော်နိုင်မယ်လို့ယုံကြည်တယ်ဆိုပြီးသတင်းတောက်တွေကိုပြောကြားပါတယ်။တစ်ဖက်မှာအဲ့လိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေဖြစ်နေတယ်လို့တစ်ဖက်မှာက အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကအင်ပီရော်ကို ရောက်ရှိနေပြီးတော့ဂါဇာမှာအဖြစ်ခက်ရစေးကြီးအီရန်အရေးနဲ့ဒေတာရင်းတန်တမန်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ဂျွန်လ28ရက်နေ့စနေနေ့ကတော့အစ္စရေးရဲ့အကြီးမားဆုံးစီးပွားရေးမြို့တော်ဖြစ်တဲ့တယ်လာဗစ်မှာလူလူစီးပွားဝဲကြီးတစ်ခုပြုလုပ်ခဲ့ပြီးတော့ဂါဇာမှာဖမ်းဆီးခံထားရတဲ့တစားကန်50တွမြောက်ဖို့အတွက်ဟာမတ်စ်နဲ့အဖြစ်ခက်ရစေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ ပြီးတော့ဒီဖြစ်တဲ့ Glastonbury Guitar ပွဲတော်မှာအဆိုတော့ Bob Dylan က Death to IDF အစရိစစ်သားတွေတေးပါစေဆိုတဲ့ကြွေးကြော်တဲ့တိုင်ပေးတာကို live လွှင့်ခဲ့တဲ့ BBC ကိုဗြိတိရှအစိုးရကဝေဖန်ပြီးတော့အကြမ်းဖက်ထောက်ပံ့မှုနဲ့စစ်ဆေးမှုပြုလုပ်မှာဖြစ်တယ်လို့အကြမ်းဖက်ထောက်ပံ့မှုနဲ့ပတ်သက်လို့စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ် ဂါဇာမှာအစ္စရေးစစ်ပွဲကြောင့်အနည်းဆုံးလူ96,532ဦးသေဆုံးခဲ့ပြီးတော့33,342ဦးဒဏ်ရာရခဲ့တယ်လို့ဂါဇာကျန်းမာရေးဝန်ကြီးဌာနဘက်ကသိရပါတယ်။အော်တိုဘာ9ရက်တိုက်ခိုက်မှုအတွင်းအစ္စရေးမှာခံမှန်းကြီးလူ1,139ဦးသေဆုံးပြီးတော့200ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။နောက်ထပ်မျှဝေမဲ့အကြောင်းအရာတစ်ခုကရုရှားက စစ်ပွဲကာလ၃နှစ်အတွင်းမှာယူကရိန်းကိုအပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့ယူကရိန်းသမ္မတကအမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတုံးဆွဲဖို့လိုအပ်တယ်လို့ပြောခဲ့ပြီးရုရှားခေါင်းဆောင်တွေကိုတရားစွဲဖို့လုပ်နေတဲ့အခြေအနေတွေဖြစ်ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကအမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတုံးဆွဲဖို့လိုအပ်တယ်လို့ပြောလာခဲ့ပါတယ်။ရုရှားကအခုဒီသတင်းပတ်အတွင်းမှာယူကရိန်းကိုအနည်းဆုံးဒုံးကျည်114စင်း ဒရုန်း1980ပြစ်လွတ်ခဲ့တယ်လို့သမ္မတဇလန်စကီးကသူ့လူမှုမီဒီယာမှာတနင်္လာနေ့ကရေးသားခဲ့ပြီးတော့ယူကရိန်းဟာအသက်တွေကိုအကောင်းဆုံးကာကွယ်ပေးနေတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်အားကောင်းအောင် လုပ်ဖို့လိုပါတယ်။အဲ့တော့ဝယ်ဖို့အသင့်ရှိနေအဲ့ဒီအတွက်ဝယ်ဖို့အသင့်ရှိနေတာကတော့အမေရိကန်စနစ်တွေပါပဲလို့သူကပြောခဲ့ပါတယ်။ဒီနေရာမှာသူပြောတယ်အမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်ဆိုတာက Patriot စနစ်တွေကိုရည်ရွယ်တာလို့အားလုံးကယူဆကြပါတယ်။ရုရှားက 28ရက်ဂျွန်လ28ရက်နေ့ညကနေပြီးတော့ဂျွန်လ29ရက်နေ့မနက်ထိပြည်မှတ်ပေါင်း133နေရာကိုခန်ဆိုင်မဆိုင်နေနဲ့တိုက်ခတ်သွားတယ်။အဲ့လိုတိုက်ခိုက်သွားတဲ့နေရာမှာစစ်ဘက်ဆိုင်ရာဒေသိတ်တွေလက်နက်ခဲယမ်းတူလောင်ယုံနေနဲ့အခြားရေးကြီးနေရာတွေအတော်ပျက်စီးသွားခဲ့ပြီးတော့ဒါဟာစစ်ပွဲကာလ3နှစ်ကျော်အတွင်းလေကြောင်းတိုက်ခိုက်မှုအနေနဲ့အပြင်းထန်ဆုံးဖြစ်တယ်လို့ဆိုသွားပါတယ်။ယူကရိန်းကဝေးဝန်ကြီးဌာနဘက်ကတော့ရုရှားဟာ29ရက် ။တရင်းကနေမနေ့အထိတညလုံးနိုင်ငံတဝန်းကိုဒုံးကျည်60 drone 489ဆင်းနဲ့လေကြောင်းတက်ခိုက်မှုအကြီးအကျယ်ပြုလုပ်ခဲ့ပြီးမြေအများပြားကိုယူကရိန်းလေကြောင်းကာကွယ်စနစ်တွေကဖျက်ဆီးနိုင်ခဲ့တယ်သို့မဟုတ်ပစ်ချနိုင်ခဲ့တယ်လို့ဆိုသွားပါတယ်။ဒီတက်ခိုက်မှုမှာ F16 တိုက်လေယာဉ်ကိုမောင်းနေတဲ့ယူကရိန်းလေယာဉ်မှုဟာတိုက်ခိုက်မှုကိုခုခံရင်းကြဆုံသွားခဲ့ရတယ်လို့ယူကရိန်းလေတပ်ဖက်ကပြောကြားခဲ့ပါတယ်။အဲလိုပဲတစ်ဖက်မှာကတော့ရုရှား is shit ဆက်မှုဇုံကို Ukraine တို့က drone နဲ့တိုက်ခိုက်ခဲ့တယ်လို့ Donetsk မြို့လယ်ဈေးကိုလည်း Ukraine တို့ကဗြိတိရှအထောက်ပံ Storm Shadow ဒုံးပျံနဲ့တိုက်ခတ်ခဲ့ရဲဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ပြီးတော့ Ukraine ကိုတိုက်ခိုက်နေတဲ့စစ်ပွဲရဲ့နောက်ွယ်မှာကြိုးကင်နေတဲ့ Russia ခေါင်းဆောင်တွေကိုဖမ်းဆီးဖို့အထူးခုံရုံးဖွဲ့စည်းဖို့ဆိုပြီးတော့ Ukraine သမ္မတ Zelensky ကဥရောပကောင်စီ COE နဲ့ဂျွန်25ရက်နေ့ကသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်ဆိုပြီးတော့ DW သတင်း website ကဖော်ပြခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီမှာယူကရိန်းကိုကျူးကျော်စစ်စတင်ခဲ့တဲ့အတွက်ရုရှားရဲ့ခေါင်းဆောင်ပိုင်းကိုတောင်းဝန်ယူမှုရှိစေဖို့အထူးခွန်ရုံးဟာချက်ချင်းလိုအပ်တယ်ဆိုပြီးတော့ယူကရိန်းဘက်ကပြောကြားသွားတာကိုလည်းတွေ့ရပါတယ်။ဟုတ်ကဲ့ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲဒါကတော့ American ရဲ့မြေအောက်ဘန်ကာဖြတ်ဘုံတဲ့ပို့ပြီးအဆင်ပြေစေမယ်။မြေအောက်ဘန်ကာဖြတ်ဒုံးကိုအိန္ဒိယကတီထွင်လာတဲ့အခြေအနေပါ။ အိန္ဒိယရဲ့ဒုံးမြတ်မှုခွဲအစ်စ်ဟာမြေအောက်မီတာ80ကနေမီတာ100အထိထိုးဖောက်ဝင်ရောက်နိုင်ပြီးတော့ကွန်ကရစ်အလွှာတွေအောက်မှာတည်ဆောက်ထားတဲ့ရန်သူအဆောက်အဦတွေကိုတိုက်ခိုက်ဖို့အတွက်ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ဆိုရတယ်။အိန္ဒိယကမြေဟောက်ပြတ်မှတ်တွေကိုပြင်းထန်စွာတိုက်ခိုက်ဖို့အတွက်ဘန်ဂါဖြတ်ဆွမ်းအမြင့်ဒုံးကျည်မျိုးစားတစ်ကိုစတင်ပြီးတီထွင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ကာဝေးတုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO ဟာကွန်ကရစ်အားဖြင့်မြေအောက်ဆောက်ဦးတွေကိုထိုးပေါက်ဖို့ဒီဇိုင်းထုတ်ထားတဲ့ Agni Fight တိုက်ခြင်းဖြစ်ဒုံးကြီးရဲ့ပြုပြင်မွမ်းမံထားတဲ့ version အစ်စ်ကိုလှုပ်ဆောင်နေတာဖြစ်တယ်ဆိုပြီးတော့ Alien 2D သတင်းမှလည်းဖော်ပြပါတယ်။အကြသိငင်ကကမ္ဘာလုံးဆိုင်ရာပြည်ပခတွေကနေသင်္ကန်းစာထုတ်ပြီးတော့အိန္ဒိယဟာခိုင်ခန့်တဲ့မြေအောက်ပြစ်မှတ်တွေကိုထိုးပေါက်ဝင်ရောက်ဖျက်ဆီးနိုင်တဲ့အားကောင်းတဲ့ဒုံးကြီးစနစ်အစ်စ်ကိုတိဆောက်ခြင်းနဲ့အနာဂတ်စစ်ပွဲတွေအတွက်ပြင်ဆင်ရရှိတယ်လို့ဆိုပါတယ်။အိန္ဒိယရဲ့ဒီဖွံ့ဖြိုးတိုးတက်မှုဟာ အီရန်နျူကလ িয়ার နေရာတွေကိုအမေရိကန်ပြည်ထောင်စုကဘန်ကာဖြစ်လက်နက်ဖြစ်တဲ့ Maxix Ordnance Penetrator MOP GPU 57AB ဘုံးနေတယ်မကြာသေးခင်ကအသုံးပြုခဲ့တဲ့နောက်ပိုင်းထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ကံကွယ်ရေးသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO ဟာ Ignify တန်ရေးဖြစ်ဒုံးကြီးရဲ့ပြုပြင်မွမ်းမံထားတဲ့ဗားရှင်းကိုတီထွင်နေပြီးတော့အဲ့ဒီ Ignify ဒုံးကြီးဟာ မူရင်းကအကွာအဝေးကီလိုမီတာ9000ကျော်အထိပြတ်ခတ်နိုင်ပြီးတော့ဒီအဆင့်မြင့်တင်ထားတဲ့မူခွဲမှာတော့ကီလိုဂရမ်9504ကျင်းရှိတဲ့ဘန်ကာဖြတ်ထိပ်ဖူးကိုတက်ဆင်သေးဆောင်ပြတ်ခတ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။အမေရိကန်လိုကြီးမားပြီးဈေးကြီးတဲ့ဘုံကျဲလေရင်တွေနဲ့သာပို့ဆောင်သေးယူပြတ်ခတ်နိုင်တဲ့ပုံစံထက်အိန္ဒိယဟာသူ့ရဲ့ဘန်ကာဘတ်စတာကိုအလွယ်တကူသေးယူအသုံးပြုနိုင်အောင်ဒီဇိုင်းထုတ်ထားပြီးပိုမိုလိုက်လျောညီတွေရှိပြီးတော့ကုန်ကျစရိတ်သက်သာတဲ့အခြေအနေဖြစ်ဖို့ ဖန်တီးစီစဉ်ထားတာလို့ဆိုပါတယ်။ Agni Fight ရဲ့ version အသစ်နှစ်မျိုးရှိပြီးတော့သူတို့ဟာတီတွင်ထုတ်လုပ်နေစေဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီ version နှစ်မျိုးမှာတစ်မျိုးကတော့မြေပြင်ကပြင်မှတ်တွေအတွက်ကို လေးပေါ်မှာပောက်ကွဲစေနိုင်တဲ့ထိပ်ဖူးတက်ဆင်ထားမှဖြစ်ပြီးတော့နောက်တစ်ခုကတော့ GPU 57ရဲ့သဘောတရားအတိုင်းပဲခိုင်မာတဲ့မြေအောက်အခြေခံအဆောက်အအုံတွေအတွင်းကိုဖောက်ထင်းဝင်ရောက်ဖို့ဒီဇိုင်းထုတ်ထားပြီးနှက်ဆိုင်ထိုးပေါက်ဒုံးကျည်ဒီဇိုင်းဖြစ်လာနိုင်မယ်လို့ဆိုထားပါတယ် ထိပ်ပုတ်တစ်ခုစီဟာ၈တန်အထိအလေးချိန်ရှိနိုင်ပြီးတော့သူတို့ဟာကဘာပေါ်မှာအပြင်းထန်ဆုံးတမယိုးကြထိပ်ပုတ်တွေတွေကတခုဖြစ်လာမှလည်းဖြစ်ပါတယ်။မူရင် Agni Fight နဲ့နှိုင်းရှင်လို့ရှိရင်အမျိုးအစားတစ်ကကီလိုမီတာ2500အကွာအဝေးကိုရှော့ချထားပြီမယ်လေ။သူရဲ့အဖြတ်ဆွမ်းအားနဲ့တိကျမှုကကြတော့အိန္ဒိယရဲ့မဟာဗျူဟာမြောက်လက်နက်တိုက်အတွက်ဂုံယူပွေရန်ကြီးမားတဲ့ပိုင်ဆိုင်မှုဖြစ်စေဖို့မျှော်လင့်ထားတယ်လို့လည်းသိရပါဗါး။အဲ့ဒီဒုံးကြီးတွေဟာ Mac 8နဲ့ Mac 20ကြာအမြန်နှုန်းထိရောက်ရှိနိုင်မယ်လို့လည်းမျှော်လင့်ထားကြပါတယ်။အဲဒီစနစ်တွေကိုနိုင်ငံရဲ့နည်းပညာဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ပြည်တွင်းနည်းပညာကိုအသုံးချဖို့အိန္ဒိယရဲ့တွန်းအားပေးမှုကိုထင်ရှားစေတာဖြစ်ပြီးတော့နိုင်ငံရဲ့အင်အားကြီးမားလာတဲ့စီးရေးဆွေးနွေးတဲ့ကာကွယ်ရေးနည်းပညာတွေမှာကိုယ့်ကိုယ်ကိုမိခိုအားထားဖို့ဂရိကုတ်တွေကိုလည်းလေးပြီးပေါ်ပြနေတာဖြစ်တယ်လို့ဆိုထားပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့နိုင်ငံကသတင်းများပြန်လည်မျှဝေခြင်း what happens now အပိုင်း၄၀ခွန်ကတော့ဒီမြပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေပေးနေမှုတွေကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ